ခံကြည့်လေစုစုကီကိုစုစုကာကိုခေါ်ခိုင်းတဲ့ကိစ္စဘလို့ဖြစ်ရှင်းမလဲလို့မီးနေခဲ့ပြီးရဲ့နောက်စုစုကီကလည်းသူ့ဘာသာစကားနည်းနည်းလောက်ပြောကြည့်လိုက်မယ်ဆိုပြီးပြောနေခဲ့တဲ့အချိန်အထက်ကနေပြီးတော့တက်တူပြည့်နဲ့ဘဲလီတပွေကတော့စကားပြောရုံနဲ့ခွင့်လွတ်ပေးရမှာလားဆိုပြီးပြောနေခဲ့ပါတယ်။အလုပ်ကိုတဝက်တစ်ပြက်နဲ့လုပ်ပြီးတော့ရှောင်းသားရဲ့ကောင်းကြီးရဲ့စကားကိုဘယ်ကောင်နားထောင်ပါလေလို့ပြောနေခဲ့ကသူ့ကိုတော့အမြင်ရှိတဲ့သားပဲလို့ပြောနေခဲ့ပါသေးတယ်။ စူပါဂီကတော့ဘာကြောင့်မင်းတီကိုရောက်နေရလဲဆိုပြီးမင်းကြီးကသူ့ဘာသာတက်ကပါလုံးဘဲဘဲတော်တော်မင်းတို့ဖူရင်ကောင်းနေတဲ့တက်ကူပါလို့လာလို့မေးခဲ့ပါတယ်။ဆာကူရာလေးစူပါဂီကပါတိနေတဲ့ကောင်ကိုတော့ဘသူများဖြစ်နေမလဲဆိုပြီးတွေးနေကြတဲ့နာနှစ်ချက်မြင့်ကနေပြီးတော့ပလိန်ခုန်ချလာခဲ့ကနီရီတို့ပါအံ့ဩနေခဲ့ကြပါတယ်။အောက်ရောက်တော့အကျဉ်းနာလေးလိုထောက်အောင်နေခဲ့ပြီးရဲ့နာမှာနှစ်ထက်တိုက်လေးကနေခုန်ချတာဒီတော့နာလာဆိုပြီးတော့ဆာကူရာလေးဒီကောင်တက်ခွန်များလာပြောင်းနေတာဆိုပြီးတော့တွေးနေခဲ့ပါသေးတယ်။ ဒါပေမဲ့ဒီကောင်းအချိန်မှာခတ်သီးသီးတော့မဟုတ်ဘဲနဲ့ဆာကူရာပါလမ်းဖြတ်နေခဲ့ပြီးရဲ့နောက်စူပါဂီကတော့ဆာကူရာကိုနည်းနည်းလေးမှသွားမထိနေလို့ပြောခဲ့ရပါတယ်။ဒီလိုနဲ့ခန်းကြီးကတော့မင်းရဲ့လောက်ရိုက်နေမျက်နှာပြကြလူသီးလူလာလို့ပြောနေခဲ့တဲ့အချိန်မှာနေရာလုံးတွေးစုနေရအောင်မြင်ရတော့ဆာကူရာတော်မှတော်တော်လေးစဉ်းစားသွားခဲ့ပါတယ်။ မင်းတို့ကောင်ဒီဒီလောက်အကြကြီးမတွေ့ရလို့ပြန်တွေ့တာတက်ခိုက်ချင်တဲ့ငွေတက်ဒီရှားနေတုံးမယ်လို့ပြောခဲ့ပြီးပျော်စရာကောင်းတော့ပါလေလို့တော့ပြောခဲ့ပါသေးတယ်။ဆာကူရာနဲ့ဆူကိုနီရဲယူကာထားဖို့အတွက်ပြင်ဆင်နေခဲ့ကြပြီးရင်နောက်လက်ပေါက်ထတီနေခဲ့ကတော်တော်သဘောကောင်းတဲ့ကောင်တွေပဲပေးရသူတွေကိုတော့ကောက်ွယ်ပင်းရယ်လို့ပြောခဲ့ပြီးတော့စူစူရီရလာခဲ့ပြီးတော့သူတို့နဲ့မဆိုင်ဘူးမလားသူနဲ့ပဲပြောပါဆိုပြီးတော့ပြောခဲ့ပါသေးတယ်။ ဆိုသူတွေကတော့သူတို့တွေပဲစိုင်တဲ့ကိစ္စကိုတခြားနေရာမှာတွားပြောကြအောင်လို့ပြောနေခဲ့ပြီးတော့စူပါဂီလည်းချီသူကောခေါ်ကိုင်းနေတဲ့နောက်ွယ်ကကျိုးကိုင်နေသူမှန်တိသွားခဲ့ပါတယ်။ဆာကူရာကတော့ရှုပ်တရက်ကြီးရဲ့ဘောလာကဘသူတည်းလို့မင်းနေခဲ့ပြီးတော့ပဲလီကလည်းစူပါဂီကိုဂျူနီယာလေးတွေအကြောင်းသိအောင်ပြောပြခိုင်းနေခဲ့ပါတယ်။ဒီကောင်ကအရင်ကဖူရင်းចောင်းသားဟာတရားပဲဖြစ်ပြီးတော့အန်ဒူရှာမာတို့လို့ခေါ်ခဲ့ပြီးရဲ့နောက်မှာအကြောင်းရအလုံးတည်နေတဲ့နီရယ်ကြီးကတော့စူရောင်ကောင်းကောင်းတည်နေတဲ့နမဲကြီးတမပဲလို့ပြောခဲ့ပြီးတော့အဲ့ဒီဘဲက တန်တားကြီးတွင်ပဲမလို့ကြောက်လန့်တရားနဲ့ပြောနေခဲ့ပါတယ်။စာကူရာကတော့ဒီလိုမျိုးပဲတန်တားကြီးတွင်ကောင်းပဲဖြစ်ဖြစ်ဘလို့ကောင်းပဲဖြစ်နေပါစေဘလောက်ပဲတန်တားကြီးလာပါစေမင်းတို့လူကပြန်ပြီးဆွဲဖို့တဲ့တခြားလူကိုခိုင်းနေဆိုရဲရတောက်ကူခွေးတတာကောင်းမယ်လို့ပြောခဲ့ပါတယ်။အန်တို့လည်းသဘောကျသွားခဲ့ပြီးတော့သူ့တောက်ခွေးကောင်းလို့ပြောတဲ့အတွက်ကြောင့်မလို့ဖူရင်ကကျောင်းသားတယောက်ကဒီလိုစကားမျိုးမတုံးသင့်ဘူးလို့ပြောခဲ့ကမင်းတို့ပုံစံကြည့်ရတာစပင်းနှစ်ယောက်နဲ့မျက်လုံးနှစ်ယောက်နဲ့ဆိုတော့တေချာပေါ့စာကူရာပဲဖြစ်ရမယ်လို့ပြောခဲ့ပါတယ်။ငါအကုန်မြင်လိုက်တယ်ခင်းနဲ့တက်ခိုင်း က်တဲ့ပွဲတော်ကမဲအကုံလုံးတယောက်တည်းပြေးပြောတက်ခိုက်ခဲ့တာကိုတွေ့ရရပြီးတော့ဘီယာကောင်တွေကိုဆက်ရောက်သွားခဲ့ပြီးတော့တယောက်တည်းရုံးကန်နေခဲ့ရအောင်လဲကောင်းကောင်းမြင်ခဲ့ရကြောင်းပြောပါရယ် အဲ့ဒီတော့ကထိခိုက်မိတာတခုရှိပြီးတော့သူတိသွားတာတခုလည်းတေချာပေါင်းရှိခဲ့တယ်အဲ့ဒါကတော့ဆာကူရာမင်းကဖူရင်မှာမရှိသေးတဲ့ကောင်မျိုးပဲလို့ပြောခဲ့ပြီးတော့မြန်မြန်သာကြောင်ထွက်လိုက်ပါတော့လားလို့ပြောခဲ့ပါတယ်နီဝေကြီးကတော့အတော်လေးဒေါ်လာထွက်သွားကသူကိုယ်တိုင်ကြောက်လန့်နေခဲ့ပေမဲ့အဲ့လိုဖြစ်တာအကြောင်းမရှိဘူးဒူရီသာတုံနေခဲ့ပြီးဆာကူရာအကြောင်းမင်းဘလောက်သိလို့လဲထင်ရည်စွတ်မပြောနေတယ်လို့ပြောတော့အန်ဒိုကလည်းမင်းကပြောတာပြောနေတာအတန်လေးတော့ဝင်တော့မယ်ဆိုပြီးတော့နှောင့်ပြောနေခဲ့ပါသေးတယ် ပြောနေတော့ပါပဲစူပါကင်းနဲ့ခံကြီးတော့ဘီကနေတက်ခိုက်နေခဲ့ကြကရုတ်တရက်ကြီးတက်ခိုက်လို့ဘာကြောင့်လဲလို့မေးနေခဲ့ပြီးတော့စူပါကီလည်းမက်ကောက်ပြန်ရုံသိမ်းလိုက်လို့ပြောခဲ့ပါတယ်ပြောနေတော့မှခံကြီးကပါထထိုးနေရတဲ့အတွက်ကြမလို့ဖူရင်ကကောင်မဟုတ်ဘဲနဲ့ဘာကြောင့်လာပြီးတက်ခိုက်နေရတယ်လို့ပြောနေခဲ့ကအန်ဒူကမင်းကဖူရင်ဖောက်လို့ပြောခဲ့ပါတယ်သူတို့လည်းဒါဆိုရင်ဖူရင်ကကောင်တက်ခိုက်ရင်ရှားပြီမလားဆိုပြီးပြေးပြီးတော့ကန်နေခဲ့ကတက်ခိုက်နေနေမှာ စူပါဂီစူရိုနဲ့ခန်ဂျီတို့ပါဝိုင်းပြီးတော့တက်ခိုက်ခဲ့ကြတရားမမထီပဲနဲ့ AC ပဲပတ်ဆောင်နေရအောင်မြင်တော့ဒီဟာတေးရသွားခဲ့ပြီးဆာကူရာပါပြီးတက်ခိုက်တဲ့အချိန်မှာကာကွယ်ထားခဲ့ရပါတယ်မင်းတို့ကောင်းနေတဲ့ကောင်းလုံးကိုစကားဆောင်ဒီနားထောင်ကြစမ်းပါအန်နိုကလည်းငါဒီလောက်မကောင်းလို့ပြောနေရမှာမဟုတ်ဘူးစက်ညင်မှာပဲဒီကောင်ရှီကျူးနေရကွာ တေးတာမှဆိုရင်တော့ဒီကောင်ကဖူရင်မှာမရှိတဲ့ကောင်မျိုးကတေးကြပါပဲ။တိုင်မဲငါပြောချင်တာကဒီဘဲကဒီကောင်နဲ့တောက်ရင်ကြမ်းပြီးတော့ရှင်သေးပြရမယ့်ကောင်ပဲလို့ရှိကြရပါတယ်။စာကူတာလေးပြောချင်ရင်မပြောနိုင်နဲ့။အစောပိုင်းကလေးကဒီလိုမျိုးလောက်နေခဲ့ပြီးတော့ပြောချင်ရင်ပြောနိုင်ခဲ့ရောက်ရက်လိုက်ဆန်းဆုပ်ပြီးတော့ပြောခဲ့ကမင်းနေရဘူးမင်းကပဲတတ်မှတ်ခဲ့တဲ့ကောင်လို့တော့ပြောခဲ့ပါတယ်။ အန်တို့လည်းသဘောကျသွားခဲ့ပြီးတော့အစကတော့ငါဒီလိုလုပ်ဖို့မရှိဘူးမင်းတို့ဆက်လာရှိရဆိုရင်တော့နည်းနည်းလောက်ကစားပေးမယ်လို့ပြောခဲ့ပြီးရဲ့အချိန်လေးရလုံးလေးပြေးပြီးတက်ခိုက်တဲ့အချိန်မှာစူစူရီရလာခဲ့ပြီးတော့ရှီသူကတော့လည်းမဆိုင်ကြအောင်ပြောခဲ့ပါတယ် သူတို့တွေရတယ်အခုလိုဖြစ်နေရတဲ့အကောင်တော်ဟာသူကြောင့်အားလုံးပဲဖြစ်ခဲ့ရတာမလို့သူအလုပ်ကိုစစ်ဆေးဖို့လာတာမလို့啊ဒါဆိုရင်တော့တခြားသူတွေအနှောက်အယှက်မပေးနဲ့လို့ပြောခဲ့ပါတယ်သူတို့တွေလည်းယုတ်တရကြီးဒူတာချလာပြီးတောင်းဝတ်နေခဲ့ကသူ့ရဲ့အဖွဲ့သားတွေကအားလုံးလမ်းဖြန့်သွားခဲ့ပြီးတော့အန်တို့ကလည်းအားကုန်ထရရင်နေခဲ့ပြီးတော့ဒူတာတောင်းပန်တာတော့သူအမြဲတမ်းမြင်မှုပဲဒီလောက်ကြီးဆက်ရတတ်နေရတော့တခါမှမတွေ့ဘူးလို့ပြောခဲ့ပါတယ် ဒါပေမဲ့ဒီလောက်တောင်းမှန်နေပုံထားရင်တော့အတော်လေးသနာလျကောင်းတဲ့ပုံစံပဲလို့ပြောတော့ဆာကူရာလေးရာလေးအတော်လေးဒေါသထွက်သွားခဲ့ပြီးပြီးပြီးတိုက်ခိုက်ဖို့လုံနေတဲ့အချိန်မှာအန်တို့လည်းကောင်းပါပြီ။ငါရှော့ပေးလိုက်မယ်လို့ပြောခဲ့ပါရဲ့။အလောက်အထားရဲ့ဘိုးတော်ကလည်းနောက်ွယ်မှာတရားမဝင်တဲ့လုပ်တွေလုပ်နေတဲ့အတွက်ကြောင့်သူ့ငါနေနေလောက်ချိန်ရှောက်လိုက်တာနဲ့အဲ့ဒီမိမကိုလက်ထိမှမဟုတ်တော့ဘူးဆိုပြီးတော့ပြောနေခဲ့ပါရဲ့။ ကန်ကြီးလေမင်းရဲ့ဘာသဘောနဲ့သဘောကောင်းနေရလဲဘာလို့ကြက်စီနေရလဲလို့မေးလိုက်တော့အန်တို့ကလည်းဒီနေ့သူ့ရဲ့စိတ်ရှင်နေလေနည်းနည်းကောင်းနေလို့လားမသိဘူးဆိုပြီးပြောခဲ့ကစူပါကီကတော့ဒီဘဲကအချိန်ကလေးကစိတ်ရှင်နေရခံမှန်းလို့မရတဲ့ဘဲတဲ့ကောင်ဖြစ်ကြောင်းပြောခဲ့ပါတယ်အန်တို့လည်းသူ့အဲရင်မိလိုက်ရကြောင်းအတော်လေးမော်သွားပြီလို့ပြောကနောက်တစ်ခေါက်ထွက်လာခဲ့ပြီးတော့ဖူရင်ကိုလာအောင်မလို့အကောင်လုံးစောင့်ကြည့်နေကြဆိုပြီးတော့ထွက်သွားခဲ့ပါတယ် စာကူတာလေးတော်တော်လေးဒေါ်လာထွက်သွားပဲပြီပြေးထုံးမဲ့အလုံးမှာတော့အန်ဒိုရဲ့အကြည့်တချက်နဲ့နောက်တစ်ခေါက်မှလာမယ်လို့ပြောနေတဲ့တောက်ကလေးရဲ့လို့လှည့်ပြောလိုက်တာကြောင့်တုံဆိုင်သွားခဲ့ပါတယ် ဆာကူရာကိုတော့စူပါကီလေးချမ်းမလိုက်ဖို့ပြောနေတဲ့အချိန်တော့ပါပဲအဲဒါကတော့စီနီယာကောင်လေးတီချာစကားနားထောင်တယ်မှာလို့ပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့ပြန်မလာပဲနဲ့အားလုံးကတော့အစာတောက်တည်ပြင်းလင်းသားပြီးတော့စားနေကြကဆာကူရာတယောက်တော်တော်လေးတော်သားထွက်ပြီးတီးထုတ်ပေးလိုက်က လေးပဲလာလာကုံသွားခဲ့ပါတယ်စူစူရီရတယ်သူကြောင့်မလို့အခုလိုအကောင်လုံးနဲ့အန်တိုနဲ့တက်ခိုက်ဖို့ဖြစ်သွားခဲ့ရကြောင်းတောင်းမှနေခဲ့ပြီးရဲ့နော်ဖူရင်ကျောင်းသားဟောင်းမှာဖြစ်နေရလို့ဆိုပြီးတော့ပုံမူတောင်းမှနေခဲ့ပါသေးတယ် စာကူရာကတော့မင်းရဲ့ကိစ္စဘာကြောင့်တောင်းပန်နေခဲ့ရလဲသူရှိနေတဲ့အချိန်မှာမင်းရှိနေရတော့ဘာဖြစ်လို့လဲငါတဲ့သူရောက်လာလို့စိတ်တူနေရကြောင်းမဟုတ်ခဲ့ပြီးတော့အန်ဒိုယာမာတိုပဲစိတ်တူနေရဖြစ်ကြောင်းပြောခဲ့ပါတယ်တကယ်လို့မှနှစ်ဒီတာကွာစားသွားခဲ့ကသူ့ကိုတက်ကလေးလိုခေါ်သားရဲ့အတွက်ကြောင့်အယံတင်းနေခဲ့ပြီးတော့စူပါကီလည်းဂျာရီမစင်စားတော့ပဲနဲ့အရသာရှိတိုင်းစားလိုက်ကြအောင်ဆိုပြီးတော့ချွေးနေခဲ့ပါတယ် စပါကီကတော့ဘာမှမစင်းစားတော့ဘဲနဲ့အတားလေးတလုံးစားမိလိုက်တာကြောင့်ချီမီကီဖြစ်သွားခဲ့ကသူတသက်လုံးဒီလိုတစ်ခါမှရလာချင်ရမျိုးမစားခဲ့ဘူးကြောင်းပြောပြခဲ့ပါတယ်။ဒါဆိုရင်လည်းမြန်မြန်စားလို့အလုံးဝိုင်းပြောနေခဲ့ကြပြီးတော့စူပါကီကတော့ရှောင်းမေစုကောင်တနာလို့ရှစ်လို့လို့ကြည်နေတဲ့အတွေ့အကြုံနဲ့ကြည်နေခဲ့ပြီးရဲ့နောက်တက်ခိုက်တော့ကမင်းလောက်ချာချီရဲ့ပြောခဲ့တာပါလဲဆိုပြီးတော့မင်းနေခဲ့ပါတယ်။ သူရင်တော့ဖြစ်ရှင်ခဲ့တာကပျော်ရွှင်စရာကောင်းတဲ့ဂိမ်းတစ်မျိုးကစားချင်တာမျိုးဖြစ်ပြီးတော့ TP ဂိမ်းလို့အရာမျိုးလို့ပြောရတဲ့အတွက်ကြောင့်မလို့ဟီတာကလည်းသူ့မှာရှိကြအောင်ပြောပြခဲ့ပြီးတော့ဆော့ကြမယ်လို့ပြောလိုက်ပါတယ်။စားစားခြင်းမှာတော့စူစူရီကြတိတ်မဆော့တတ်ပြီးတဲ့တိုင်ပတ်နေခဲ့ကပြေးသွားခဲ့ပြီးတဲ့နောက်မှာတော့ပွဲတိုင်းပိတ်ရှိဖြစ်နေခဲ့ပါတယ်။ ဘယ်လိုမျိုးလဲဂိမ်းဆောက်ရခံစားချက်ကိုဘယ်လိုလဲလို့မေးနေခဲ့တဲ့အချိန်မှာတော့ဆိုသူဒီကြအယောင်ပျော်နေခဲ့တဲ့နောက်ဆိုပါကရာကြားရမလားလို့ပြောနေခဲ့ကမမတရားကတော့ရှောင်းမီဆူရဲ့ပျော်ရှင်မှုကိုကြည့်ပြီးတော့ငေးမောနေခဲ့ပါရဲ့။ခန့်ကြီးလဲနားခဲ့ပြီးတော့ကစားသမားလဲမဲ့လူပြောကဆာကူရာကိုဆော့ခိုင်းလိုက်တဲ့အချိန်မှာတော့ဆရာကြီးလည်းတိုက်ခိုက်တာကျွမ်းနေခဲ့ပေမဲ့ဂိမ်းဆော့ကတော့ပဲရှိပဲဖြစ်နေခဲ့ကြအတော်လေးတော့သွားနေရပါရဲ့။နီရယ်ကြီးကတော့ဆယ်ပွဲစတိုက်နိုင်နေခဲ့ပြီးတော့ ဆာကူရာတရားပဲဆယ်ဘယ်တိုင်နိုင်နေခဲ့တာမလို့မိတပနေခဲ့ပြီးတော့ဆာကူရာလေးစူစူရီဆရာတင်းတော်လို့တောင်းနေခဲ့ပါသေးတယ်။ဆာကူရာလေးအတော်လေးတော်အပ်ဖြတ်သားခဲ့ပြီးရင်နောက်နောက်ပွဲကစားမယ်လို့ပြောကဂျီကောင်နေအကောင်လုံးမကြည့်နဲ့တာမလို့နီဝဲရီကိုတော့ဆူရုံနဲ့လူလဲမဲ့ဆိုတာမှဆာကူရာမလဲမင်းနဲ့မင်းနဲ့ပဲဆော့မယ်လို့ပြောခဲ့ပါတယ်။ဆာကူရာတို့လည်းထပ်ဆော့နေခဲ့ကြပြီးရင်နောက်ဆူပါကီကိုတော့အန်ဒိုကိစ္စအဆင်ပြေလာလို့မင်းနေခဲ့ကဆူပါကီလည်းယူမဲမီကိုပျော်နေကြအောင်ပြောပြခဲ့ပါတယ်။ န်ဒိုဆိုတဲ့ကောင်ကဖူရီနဲ့ညီထားရဲ့ဆိုပေမဲ့စာကူရာကိုပုံမူပြီးစိတ်ဝင်စားနေတယ်လို့ပဲလို့ပြောခဲ့ကတက်ကြိုက်တော့ကလည်းချီကျူးသွားရည်စူပါဂီဆိုတဲ့ကောင်ကအဲ့လိုမျိုးချီကျူးတတ်တဲ့ကောင်မျိုးမဟုတ်လို့ပြောနေခဲ့ကစာကူရာကလွဲလို့ပေါ့တေချာပေါ့တတိထားမယ်ဆိုပြီးတော့ပြောနေကြပါတယ် ဆိုပါကြရလေဆူဆာကူရာနဲ့နေရဲကိုနားရဲကြရင်ခေါမိုးပေါ်လာဖို့ခေါ်လာခဲ့ပြီးရင်တော့အကောင်လုံးစုံနေခဲ့ကြကနေရဲကတော့အားလုံးစုံနေလို့ကြောက်တူးတုံနေခဲ့ပါစကူရာလင်းအတော်လေးအေးစေးဖြစ်နေခဲ့ပြီးတော့နီရယ်ကတော့ဘယင်လေးပါးနဲ့ဘယ်လက်ယုံညာလက်ယုံတွေစုနေရဲဆိုတဲ့သဘောကအန်နိုဆိုရဲကောင်ရဲ့ကိစ္စကပေါ်တီးတီးတော့မဟုတ်ကြောင်းပြောပြခဲ့ပါတယ် ယူမဲ့မိကြီးလည်းနောက်ကနေလာလာခဲ့ပြီးတော့ကောင်းလောက်နေနေရတာဆိုပြီးအားလုံးနဲ့ပြောနေကြကြကအရင်တော့ဆော့ဆော့တီးရောက်မယ်မယ်ဘာကြောင့်နောက်ကျနေရလဲလို့မင်းနေကြပါတယ်ယူမဲ့မိလည်းဆာကူရာဆူရိုနဲ့နီရယ်လို့လာပြီးတော့အားလုံးကိုခြေသွင်းတင်နေကြပြီးဒီလိုဆိုရင်တော့အစီဝေးလေးစတင်လိုက်ရတော့မယ်လို့ပြောခဲ့ကြပါတယ်